စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံများတိုက်ခတ်ခြင်းရပ်တန့်ရန်ရုရှားတမရသဘောတူအမေရိကန်တမရဒေါ်နယ်ထရန့်နဲ့ရုရှားတမရပူတင်တို့နှစ်ဦးတယ်လီဖုန်းနဲ့ဆက်သွယ်ဆွေးနွေးပြီးနောက်စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံတွေတိုက်ခတ်ခြင်းကိုရပ်တန့်ဖို့ပူတင်သဘောတူညီခဲ့ကြောင်းရိုက်တာသတင်းမှပါရှိပါတယ် ။တမ်လာထရပ်ပြောနေယူကရိန်းနဲ့ရုရှားတို့စွန့်ရင်ဆိုင်ရာအခြေခံအဆောက်အုံတွေကိုတိုက်ခိုက်မှုရဲ့30ရန်နာရီအစိုးပြုချက်ကိုပူတင်ကထောက်ခံတယ်လို့ရုရှားအစိုးရကပြောဆိုထားတာဖြစ်ပါတယ်။ရုရှားဟာယူကရိန်းစွန့်ရင်လိုင်းတွေကို2022ခုနှစ်ကတည်းကအကြိမ်ကြိမ်တိုက်နေခဲ့တာဖြစ်ပါတယ်။အင်ဖြူတော့ကမကြခင်ကထုတ်ပြန်လိုက်တဲ့ဖော်ပြချက်အရခေါင်းဆောင်တွေဟာ ငင်းကြဲရေးပေါ်စာမှုကိုစွမ်းအင်နဲ့အခြေခံအဆောက်အဦဆိုင်ရာပြစ်မှတ်ထားနေတာတွေကိုရက်သက်ရေးစတင်မယ်လို့သဘောတူခဲ့ကြတယ်လို့သိရပါတယ်။သူတို့ဟာပင်လယ်ထဲမှာရေလန်းကြောက်အပြည့်ရရေးအလုံးစုံအပြည့်ရရေးနဲ့ထောက်ရငင်းကြဲရေးအတွက်လုပ်ငန်းပေါ်စာမှုညှိနှိုင်းဆွေးနွေးမှုတွေကိုလည်းသဘောတူခဲ့ကြတယ်လို့အင်ဖြူတော်ပြောရင်းဆိုခွင့်ရှိသူတို့ကပြောဆိုထားပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။